ညလင်ဘေးသင့်နေတဲ့သူတွေအတွက်လိုအပ်ဆုံးရာတစ်ခုကိုလှူဒါန်းလိုက်တဲ့ဘိုက်တကုံး ညနေဘေးသင်းပြည်သူတွေအတွက်လူဝဲဆုံးရတစ်ခုကိုလူတန်းလိုက်တာကတရုတ်ဆောင်မင်းသားပိုက်တကောမှာပိုက်တကွန်ဆိုတာကလူပညာလောကရဲ့ကိုမော်ရီတယောက်နေနေစတင်ပြီးတော့ရောက်လာခဲ့ပြီးတော့အရန်ကိုချုံမောတယ်လို့တရုတ်ဆောင်အိုက်တင်ကလည်းကောင်းမွန်တာကြောင့်နိုင်ငံကျော်ထိတ်တဲမင်းသားတက်လက်ဖြစ်လာခဲ့တာပါမြန်မာနိုင်ငံမှာအောင်မြင်မှုတွေရရှိအောင်သားမကထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့မှလည်းပိုက်တကွန်ရဲ့နာမည်ကုန်တဲ့နေ့ကအရန်ဝေးပြန့်နေခဲ့ပြီးတော့အားပေးကြတဲ့ပရိသတ်တွေအများပြားဖြစ်ပါတယ်ဒီလိုထိတ်တဲအောင်မြင်မှုတွေရှာနေတဲ့မင်းသားပိုက်တကွန်ဟာမြန်မာပြည်သူတွေခံစားနေရတဲ့ငလင်ပေးမှာလက်ပိုက်ကြည့်မနေဘဲနဲ့ ဲ့လိုအပ်ဆုံးရာတစ်ခုကိုလူတန်းလိုက်တာဖြစ်ပါတယ်။အဲ့ဒါကတော့အိမ်သားပါ။အခုချိန်မှာငလင်ဘေးတန်ကြောင့်လူပေါင်းများစွာလမ်းမမှာဖြစ်သလိုနေထိုင်ကြတဲ့ချိန်အငြိစေးကိစ္စဖြစ်ရှင်းဖို့အတန်ရှင်းတဲ့အိမ်သားတွေလိုအပ်လာတာဖြစ်ပါတယ်။ဒါမှမဟုတ်ရင်တော့အတန်ရှင်းမှုမရှိဘဲနဲ့ကူးစက်ရောဂါတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်လည်းတယောက်စာမင်းသားပိုင်ဒဂွန်ကတော့ရွှေလျားအိမ်သားတွေကိုတင်းရထောင်ချီကုန်ကြခံကလူတန်းနေတာဖြစ်ပါတယ်။ပိုင်ဒဂွန်ရဲ့အခုလိုမျိုးမြင်ရှိတဲ့လူတွေလူတွေကချီးကျူးနေကြပါတယ်ရှင်။အပင်နာဆင်ခဲ့ကြ